အားလုံးမင်္ဂလာပါရှင်အဲကျွန်တော်တို့ရဲ့ပါတီပေါ့နော်ပြည်သုံးလုံးပါတီလို့လူသိများတယ်ပြည်သူ့ရှေ့ဆောင်ပါတီရဲ့အခြေခံမူများကိုရှင်းလင်းတင်ပြနေတာဖြစ်ပါတယ်အခြေခံမူ6ရရှိပါတယ်အဲ့ဒီမှာဒီမိုကရေစီရေးဖက်ဒရယ်ရေးနိုင်ငံတော်အစိုးရရေးဆိုတာကတော့ကျွန်တော်တို့ရဲ့ပါတီရဲ့သဘောထားရည်တည်ချက်ရှင်းလင်းတင်ပြပြီဖြစ်ပါတယ်အခုအခုတော့ကျွန်မတရားစီရင်ရေးလုံခြုံရေးနဲ့စီးပွားရေးနဲ့လူမှုရေးကိစ္စလေးတွေကိုကျွန်မရှင်းလင်းတင်ပြမှာဖြစ်ပါတယ်ရှင့် အဲတရားစီရင်နဲ့ပတ်သက်ပြီးဥပဒေရှေ့မှောက်မှာဒန်းလူညီမျှမှုရှိရေးနဲ့တရားဥပဒေစိုးမိုးရေးကိုလိုက်နာစောင့်ထိန်ခြင်းပေါ့နော်ဆိုလို့ရှိရင်အလူအတိုင်းဝိုင်းတရက်မှာတရားဥပဒေစိုးမိုးရေးအရေးကြီးပါတယ်မဟုတ်လို့ရှိရင်ကြီးနိုင်ငံချင်းဖြစ်မယ်အပြီးလို့ရှိရင်ကျွန်တော်တို့အကြမ်းဖက်မှုတွေပြည်သူလူထုကြားထဲမှာမလုံခြုံမှုတွေရှိမယ်အဲဒီဥပဒေတွေမလိုက်နာပဲနဲ့ပေါ့နော်ဒီလက်နက်ကင်ပြီးတော့မှအပြည်သူလူထုကိုအနိုင်ကျင့်နေတာတွေရှိမယ်ပေါ့နော် အဲဆိုလို့ရှိရင်အကြံဖက်မှုတွေရှိမယ်ဒါတွေပပြောက်အောင်ဆိုလို့ရှိရင်ကျမတို့တရားဥပဒေစိုးမိုးရေးကိုဟိုလိုက်နာစောင့်ထိုင်ရမှာဖြစ်တယ်နောက်တစ်ခုကကြတော့တရားမျှတတဲ့ဥပဒေရဲ့ရှေ့မှောက်မှာလည်းအဲနိုင်ငံသားတိုင်းဟာတာတူညီမျရှေ့ရမှာဖြစ်ပါတယ်ရှင်ဥပဒေရဲ့အကာအကွယ်ကိုတာတူညီမျခန်းစားနိုင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့တရားစီရင်ရေးကိုတီးခြားလွတ်လပ်သောတရားစီရင်ရေးမှန်တိုင်ဖြစ်ခြင်းပေါ့နော်ဆိုလို့ရှိရင်တရားစီရင်ရေးဆိုတာကကျမတို့ဥပဒေတွေနဲ့အညီ နော်နိုင်ငံတော်ကနေပြီးတော့မှတရားဝင်ပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့အညီဆုံးဖြတ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဥပဒေနဲ့အညီဆုံးဖြတ်ပြီးတော့မှတီးခြားလွတ်လပ်တဲ့တရားစီရင်ရေးမှန်တိုင်ဖြစ်ဖို့ကျမတို့ဒီပါတီရဲ့သဘောထားအနေနဲ့အဲကျမတို့ထုတ်ဝေထားတာဖြစ်ပါတယ်ရှင်ကျမတို့ပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းမှာရေးဆွဲထားတာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့လုံခြုံရေးပါရှင်လုံခြုံရေးဆိုလို့ရှိရင်ဒါကျမ2019ခုနှစ်2018ဆက်ကိုကနေရေးဆွဲခဲ့တဲ့ ဒီပါတီရဲ့ဖွဲ့စည်းပုံဆင်မြင့်ဖြစ်ပါတယ်။เนาะအဲ့ဒီအချိန်မှာလူတွေကလုံခြုံခြင်းရဲ့အရာတာကိုမလုံခြုံတဲ့အချိန်မှာပဲသိရတာဖြစ်ပါတယ်ရှင်။အဲ့ဒါကြောင့်မို့လုံခြုံရေးကိုကျမတို့ဆွဲထားတာကတော့ကျမတို့ရဲ့ပါတီရဲ့ဟိုသဘောထားယက်တီချက်ပေါ့နော်။လုံခြုံရေးကတော့နိုင်ငံသားတိုင်းအကြမ်းဖက်မှုအန်ဒီရဲ့မှကင်းဝေးပြီး ငြိမ်းချမ်းလုံခြုံသောလူမှုဘဝဖြစ်ပေါ်စေရေးအတွက်နိုင်ငံတော်၏ကာကွယ်စောင့်ရှောက်မှုကိုခံစား管ပိုင်권ရှိခြင်းပေါ့နော်ဆိုလို့ရှိရင်နိုင်ငံသားတိုင်းဟာဒီအကြမ်းဖက်မှုအန်ဒီရကနေကိန်းဝဲရမယ်ငြိမ်းချမ်းလုံခြုံတဲ့လူမှုဘဝတွေဖြစ်ပေါ်စေရမယ်ပြီးလို့ရှိရင်အဲ့ဒါတွေဒီလိုဘဝကိုရရှိဖို့လို့အတွက်နိုင်ငံတော်ရဲ့ကာကွယ်စောင့်ရှောက်မှုကိုခံနိုင်ရမှာအဲခံစား권ရှိရမှာဖြစ်ပါတယ်ရှင့်နော်အဲ့ဒါကြောင့်မလို့ကျမတို့ပါတီအနေနဲ့ဒီနှစ်မှာပေါ့နော်2025ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာကျွန်တော်တို့ဟိုစဉ်းစားထားတာဟိုဆောင်စဉ်းစားပြီးတော့မှဒီကြေညာထားတဲ့ဆောင်ပုဒ်ကတော့လူတို့ဘဝအထက်ငိမ့်ချမ်းလုံခြုံစွာကြီးပွားကြဖြစ်ပါတယ်ရှင်ငိမ့်ချမ်းလုံခြုံဖို့ဟာတော်တော်လေးလူတို့တွေအတွက်ရေးကြီးပါတယ်နောက်တစ်ခုကတော့အကျန်းဖက်မှုချင်းချောက်မှုဘာသာရေးခုတုံးလုံးမှုလူမျိုးရေးအစွန်းရောက်မှုအဆရှိသည့်အလွဲသုံးစားပြုတ်တိုက်ခိုက်မှုများနှင့်ပုံကိုရေးတိုက်ခိုက်မှုများကိုညှင်းဆန်ခြင်း တော့ဒါတွေဆိုရင်ပုံကိုရေးတိုက်ခိုက်မှုတွေပေါ့နော်ကျမတို့ဒီ social media တွေမှာဒါဒီမိုကရေစီဆိုတာလွတ်လပ်ခွင့်ရှိတယ်လွတ်လပ်ဆိုတာပြောဆိုပိုင်ခွင့်ရှိတယ်ဆိုပြီးတော့မှလွတ်လွတ်လပ်လပ်တခြားလူရဲ့ပုံကိုရေးတိုက်ခိုက်တာတွေကိုဆောင်ရွက်နေတာတွေရှိတယ်။နောက်လွတ်လပ်ဆိုတာဆဲဆိုတာတွေရှိတယ်။ဒါတွေကိုကျမတို့ကညင်းပယ်ပါတယ်။နောက်ပုံကိုရေးတိုက်ခိုက်မှုများကိုကျမတို့ညင်းပယ်တယ်ညင်းဆန်တယ်အပီလို့ရှိရင်အကြမ်းဖက်မှုချိမ့်ချောက်မှုဘာသာရေးခုတုံးလုံးမှုလူမျိုးရေးအဆုံရောက်မှုစတဲ့အလွဲသုံးစားပြုတိုက်ခိုက်မှုတွေကိုလည်း အဲကျွန်တော်တို့ငင်းစာနာဖြစ်ပါတယ်ရှင်ဒါလုံခြုံရေးဆိုတာလုံခြုံရေးဆိုတာဒီ physical security ဆိုတာတော့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုအမလုံခြုံတာပေါ့နော်ဥမာတနတ်တနတ်နဲ့ပြစ်ခံမှာလားဓာတ်နဲ့ခုတ်ခံမှာလားအဲဘုံစံထိမှန်မှာလားစသဖြင့်ပေါ့နော်ဒီအကျန်းဖက်တဲ့သူတွေရဲ့လုံရတေးချောင်းမလို့အဲဒါတွေကဟိုပါပေါ့ရှင်အဲခန္ဓာကိုယ်လုံခြုံတာပေါ့နော်နောက်တစ်ခုကကြတော့လူတစ်ယောက်ကဂုံတိတ်ခံအားဖြင့်လုံခြုံမှုရှိရမယ်ပြီးလို့ရှင်သူ့ရဲ့စိတ်အဲ ်စိတ်အခြေအနေမှာလုံခြုံမှုရှိရမယ်ပေါ့နော်ဒီမြမလူတိုင်ဝမ်ကြီးထဲမှာနေရတာစိတ်လုံခြုံမှုရှိတယ်တယောက်နဲ့တယောက်လေးစားတယ်အပြန်လန်လေးစားတယ်တယောက်နဲ့တယောက်ပုံကိုရေးတက်ခိုင်းမှုမရှိဘူးဘာသာရေးခုတုံးလုံးမှုမရှိဘူးလူမျိုးရေးအဆွမ်းရောက်မှုမရှိဘူးအစီလုံးညီညွတ်ပြီးတော့မှချစ်ခင်ရင်းနှီးတဲ့မြမလူအတိုင်းဝိုင်းဖြစ်တယ်ပေါ့နော်ဒါမျိုးလေးကိုကျမတို့သွားကြင်တာ ဖြစ်ပါတယ်ရှင်အဲ့ဒါဒီလုံခြုံရေးနဲ့ပတ်သက်တဲ့ကျမတို့ပါတီရဲ့သဘောထားခံယူချက်တွေဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်